အာပြည်တန့်ကတော့ပြင်ဆုံးအပြည်တန့်ချလိမ့်မယ်ပြီးရင်ဒီ search တူတူနဲ့ဒီအာမင်းအောင်နိုင်လူနဲ့အပေးအယူလုပ်ထားတဲ့ကိစ္စတွေဒီခုနကငွေမဘလောက်လဲဆိုတဲ့ကိစ္စတွေကဆိုအသေးစိတ်ပေါ့လေနော်ပြီးတော့သူ့ကိုသိတတ်ပေးမယ်ဒါကတော့မြည်ကြီးလက်ခံမလွယ်ပြောရတယ်တရုတ်ကလည်းရှင်းရှင်းပြောမယ်ဆိုရင်ထိုင်းနဲ့ဇာထက်အထိလော်ပြီးရင်အဖွဲပေါင်းစုပ်ပေါ်လေနော်တော်လိုင်းရင်အာဇူရီနဲ့လိုက်တွေးပြီးပြီဆိုတော့ကျွန်တော်သိရတယ် ။ Thai အနေနဲ့တီတီကြောကြောကြိုက်တွေ့မယ်ဆိုတော့85ရခိုင်လို့ပြောသွားမယ်အဲ့တော့ဒေါ်ဆဆူကြည့်ရကျွန်တော်ကြားရတော့ကဒါကိုအရင်လုံလို့မရဘူးအာစုံစမ်းရေးအဖွဲ့ဖွဲ့ပြီးရင်တေးသေးချာချာစုံစမ်းတာဆက်စစ်တာလုံပါဆိုပြီးရသူကညော်ကြလိုက်တယ်ဆိုတော့ကျွန်တော်သိရတယ်ဟုတ်ကဲ့ကိုစီဝင်ဆိုင်ယူအခုကြာကျွန်တော်တို့ကြားဖြန့်ခေါင်းဆောင်ပေါ့နော်ရှီချင်းကျန်းထိုင်းနိုင်ငံမှာဖန်ထားတာအခု နွေမှာစနစ်ရက်နေ့မှာဟိုတရုတ်နိုင်ငံကိုပြန်ပို့လိုက်တယ်လွှဲပြောင်းလိုက်တယ်ပေါ့နော်တရက်ကန်ဆိုတော့ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင်အမေရိကန်ကလည်းဗန်ဒါရိတ်ဌာနကလည်း DGPA နဲ့ဒီထိတ်တန်းခေါင်းဆောင်၄ယောက်ကိုဒီကြားဖြတ်နဲ့ဆက်ဆက်နေရဆိုပြီးတော့ဟိုတန်ခတ်ပိတ်ဆို့မှုလုပ်လိုက်တယ် ဆိုတော့ဒီသတင်းကဒီနေ့လွန်မာ12ရက်နေ့အတွက်အထူးသတင်းဖြစ်နေတာပေါ့နော်အဲ့တော့ရှီကျင်ကျန်းပေါ့နော်ဒီရှီကျင်ကျန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေဆက်ဖြစ်မလဲပေါ့နော်သူနဲ့ပတ်သက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေရောဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်သုံးသက်ချင်တာပေါ့ဆိုတော့အဲ့ဒါမတိုင်ခင် तू तू ဘလို့စပြီးတော့မြန်မာနိုင်ငံဝင်လာလဲဒီရှီကျင်ကျန်းဆိုတဲ့ပုံကဘာလဲဆိုတော့အဲ့ဒါလေးကိုနည်းနည်း recall ပေါ့နော်အဲ့ဒါလေးအရင်ဆုံးပြန်ပြောပေးပါဗျာဟုတ်တယ်ဗျာ तू အသင်ငယ်ငယ်ကတည်းကနေပြီးရေတရားဝင်ပြီးထွေပြီးရေဒီဖိလစ်ပိုင်ရောက်တော့ပေါ့ဒီမှာ ဒီဖိလစ်ပိုင်မှာအာဒီ online log visa ပေါ့တရားမဝင် online log visa ပေါ့တရုတ်နိုင်ငံမှာအခြေဆိုင်တဲ့ဟာလေအဲ့ဒီဟာလောက်တော့အဲ့ဒီကတရုတ်အစိုးရကသူကို warrant ထုတ်ပြီးရဖမ်းတယ်ဒါပေမဲ့ warrant ထုတ်ပြီးမဲ့သူကတရုတ်နိုင်ငံထမ်းမှာမရှိတဲ့အတွက်သူအမှုကိုပါလိုက်လိုက်တဲ့ပေါ့တရားရုပ်ပါလေပြီးမှသူကဒီကမ်ဘောဒီးယားဖေကိုရောက်လာတာကမ်ဘောဒီးယားအခြေဆိုင်ပြီးရဆောင်းလုပ်ရေးကိုအကြောက်ပြောတယ်ဒါပေမဲ့သူကကာစီနိုလုပ်ငန်း ကိုစာပြီးအောင်လုတ်ခိုက်တာပေါ့နော်ကာစီနိုလုပ်ငန်းအောင်စာပြီးလုတ်ခိုက်တော့ကြီးထွားလာရာကနေပြီးရင်ကမ်ဘောဒီးယားနေပြီးရင်ထိုင်းပေါ့လေနော်ထိုင်းနေစံယဝတီဖေးကိုအခြေဆိုင်ပြီးတော့ရောက်လာတာပေါ့ယဝတီဖေးအခြေဆိုင်ရတော့ဒီမှာဆော့ချေသူလူနဲ့တွေ့ပြီးတိုက်ပြီးပြီးရင်ရွှေကုတ်ကိုဆိုတော့ကိုစာပြီးအောင်ကြီးထောင်ကြတာပေါ့နော်ဘီလီယံနဲ့ချီပြီးရင်အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးရင်းနှီးမြုံတမ်းပြီးရင်အဲ့ဒီအနေနဲ့ counter support လာတယ် support လာတဲ့ နောက်ပိုင်းမှာသူကခြေလန့်ဘလောက်ထိကျဲလဲခြေလဲဆိုတော့သူကမြောဝတိနဲ့မက်ဆောင်ကိုဒီညီနောင်မျိုးတော့ပေါ့လေနော်အဲ့ဒါညီနောင်မျိုးတော့တီဆောက်ဖို့ခေဆော့အထိသူကထိုင်းဆိုရောချစ်ကန်ခဲတယ်ပေါ့လေနော်ဒါပေမဲ့နောက်ဆိုတော့မအောင်မြင်ပဲဖြစ်သွားတယ်မအောင်မအောင်မြင်ရချင်းကလည်းတကဘူချုပ်ကြီးပရယူလေးထိမှပေါ့လေနော်သူအဲ့လိုချစ်ကန်တဲ့အခြေအားမြန်မာနိုင်ငံရောက်လာပြီဆိုတော့ကျွန်တော်အဲ့တုန်းကကျွန်တော်တိတာဦးသိန်းစိန်လက်ထက်မှာ သူတို့စီစဉ်နေပေါ့เนาะဒါပေမဲ့တကယ်တမ်းစာချုပ်စာတမ်းလို့တော့ NLD လက်ထက်မှာလုပ်တယ်အစိုးရအနေနဲ့ပါဟိုပတ်သက်ဆက်ဆက်မှုရှိရလို့ပြောလို့ရလား BGF နဲ့ပဲဆက်ဆက်နေလားအစိုးရနဲ့ဆက်ဆက်မလားအဲဘယ်လိုမျိုးကျွန်တော်တို့ပြောလို့ရမလဲရှင်းရှင်းလင်းလင်းအစိုးရဆိုတဲ့အဓိပ္ပာယ်ဖွဲ့စုချေကကျွန်တော်လည်းနဲ့ထားပြီးရှင်းအောင်ဆွေးနွေးဖို့လုပ်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီသူဒီကိစ္စကိုဆောက်လုပ်ဒုအခြေကဒီကမ်ဘောဒီးယားနေပြည်တော်ဒီထိုက်ဖေးကိုထိုက်ပမာနေစားဖေးကိုဆွေးလာတဲ့အခြေဆာဗီယား အာဆိုချင်သူလူနဲ့ဆွေးနွေးတိုက်ပင်းနေတဲ့အခြေတော့ဥသိစိတ်အစိုးရလည်းထင်ပါအဲ့ဒီအစိုးရမဟုတ် Facebook ပဲလေနော်အဲ့ဒီကတည်းကအကောင့်ထက်ပေါ်ပြီးကသူတို့လုံနေပြီးတည်ဆောင်မှုလုပ်ငန်းတွေလုံနေပြီးတော့ဖြေတယ်အဲ့တော့ဥသိစိတ်အစိုးရပြီးတဲ့နောက်ပိုင်းမှာဒေါအောင်ဆန်းစုကြည်ဥစားတဲ့အင်းနေဒီအစိုးရရောက်လာတဲ့အခါကျတော့ဒီမှာအခန့်ပွဲတွေဖွဲ့ပွဲအခမ်းအနားတွေစာချုပ်စာနှန်းတွေလုံမဲ့ဆိုတဲ့အနေထားမျိုးဖြေလာတာပေါ့အဲ့လိုမျိုးဖြေလာတဲ့အခါကျတော့လေနော်အဲ့ဒီမှာအင်းနေဒီ အာကီပီနယ်ဝီချုပ်ပေါ့လေနော်နန်ခေထွေးမြင်နဲ့သူနဲ့ဓာတ်ပုတ်ရိုက်ထားတဲ့ပုံတွေနောက်ပြီးဆိုရင်ဒီပမောင်ငွေငါသိလာငါတမ်းမှမသိပါဘူးအဲ့ဒါလူတဲ့ကိစ္စလေးပေါ့လေနော်အဲ့ဒီဟာတွေလိုက်ပို့ရောက်လာတယ်အဲ့ဒီမှာအာထောင်းလိုက်အုပ်စုတွေကလည်းဟိုထုတ်ချတာပေါ့လေနော်ဟာတွေ့တဲ့မလားမင်းတို့ NLD ကဒါကိုသဘောတူနေရဆိုတဲ့ အလုတ်တွေနဲ့ထုတ်ချတော့အဲ့ဒီမှာ NDE ကိုတည်တည်ချာချာလေးလမှုမရှိဘဲနဲ့တိုက်ခိုက်တဲ့အနေအထားတွေဖြစ်လာတာပေါ့လေနော်အဲ့တော့နောက်ပိုက်ဘာဖြစ်သွားလဲဆိုတော့ဒီကိစ္စကိုလော်တော်တွေကိုအဆဲဆဲပေါ့လေနော်အာ KMB နဲ့လော်တော်ဒါပြည့်ပြည်သူလော်တော်ပေါ့လေနော်တနိုင်ငံလုံးနဲ့ဆိုင်တဲ့အဲ့ဒီအထီကိုရတော့ဒေါန်ဆတ်စုကြီးကဦးစီးတော်တော့ဒေါန်ဆတ်စုကြီးကကျွန်တော်ကြားရတော့ကဒါကိုအရန်လုံလို့မရဘူးအာစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီးရင်တေသေးချာချာစုံစမ်းတာဆယ်ဆစ်တာလုံးပါဆိုပြီးရသူကညှော်ကြလိုက်တယ်ဆိုတော့ကျွန်တော်သိရတယ်။ဒါပေမဲ့အဲ့လိုမျိုးလှုပ်ဖို့ကိစ္စမှမရလိုက်ရအောင်တော့သိလိုက်တဲ့အခါကျတော့ခုနအစီအစဉ်တွေအလုပ်ပြည့်သွားတဲ့အနေထားမျိုးဖြစ်သွားတယ်။အဲ့ဒီမှာကလည်းအာဆိုချေသူတို့အတွက်မဟာမဟာအခွေးရီလို့ဖြစ်သွားတယ်အဲ့တော့အနာပိတ်လိုက်တော့ပြည်တွင်းမှာရောနေစားတခြားမှာရောဒီဆက်အုပ်စုက အာစီမံခန့်ခွဲလို့မနိုင်ဘူးဘာမှလုပ်လို့မနိုင်ဘူးပြည်တွင်းမှာပဲသူက control လုပ်နေရတဲ့အနေထားမှာဒီ border line မှာဆော့ချေသူလို့သဘောရှိစိတ်ကြိုက်ဖြစ်သွားတာပေါ့လေနော်ဆော့ချေသူလို့အဲ့လိုမျိုးလုပ်လို့ညအောက်ကလည်းသူကအာတွန်လိုက်အင်အားစုတွေဖြည်တဲ့ KNU KNL ပေါ့လေနော်အဲတဖွဲ့လို့ဆိုလို့တော့မဟုတ်ဘူးပေါ့လေနော်အဲ့ဒီမှာဥပမာတမ်းမဟာခေါင်းဆောင်မှုနော်အဲ့လိုမျိုးလူတွေကိုပုံကုတ်ရေးရရင်းနေတဲ့အခါကျတော့ဒီချစ်ချစ်လက်ဖြည်တော့ဒီပေးသေးတဲ့ငွေတွေပေးတယ် အာထောက်ပံ့မှုတွေလှုပ်ထွားတဲ့အခါကျတော့ခုနကလိုမျိုးပြဿနာတွေကြီးကြီးမားမားမဖြေပဲနဲ့ okay ရှင်းလက်ရှောင်းသွားပျော်လဲဆွဲသွားဆိုတဲ့ပုံစံမျိုးနဲ့ငါလည်းငါလုံမယ်မင်းတို့လည်းထောက်ပံ့ပေးမယ်ဆိုတဲ့အနေအထားမျိုးနဲ့ဖြေသွားတယ်ဆိုတော့အဲ့ဒီစကားအုံနှုတ်တွေကထင်တော့ကျွန်တော်ပြောရမှာဟုတ်ပဲနဲ့အဲ့ဒီလီလိုအချင်းလေးတွေကတော့ထိုင်းဘူချုပ်ကြီးဒီကိုတိုင်ရအမျိုးသားလှုပ်ချုပ်ရေးဖွဲ့ရပေါ့လေနော်ဘူချုပ်ကြီးဒီကိုတိုင်ကအာသူတို့တည်င်းရပြီးရင်ပြပြောပြတဲ့အကြောင်းအရာတွေဖြစ်တယ် ဘန်ကောက်မှာသူ့ကိုဖမ်းတဲ့အမှုကရောအဲ့ဒါကဘယ်ဟိုအမှုနဲ့ဆက်ဆက်ပြီးသူ့ကိုဖမ်းတာလဲအဓိကကသူ့ကိုဖမ်းရချင်းအကြောင်းရင်းကထိုင်ရဖမ်းချင်လို့ဖမ်းတာမဟုတ်ဘူးအာတရုတ်အစိုးရရဲ့ PR တရုတ်အစိုးရကသူ့ကိုတောက်လျှောက်လိုနေတယ်ပေါ့လေနော်ဘာလို့လဲဆိုတော့ဒီကုနာလောက်ကစားနဲ့ပတ်သေးတဲ့ဟာတွေ online ကနေပြီးလိမ့်လဲတာဗမာတွေလွယ်လွယ်ပြောမှဆိုတော့ job ဆိုင်ပေါ့ဗျာရှင်းရှင်းပြောမှဆိုရင် तू ကတရုတ်နိုင်ငံသားတွေအဓိကအ အာ UTV ရဲ့လိတ်ကြတော့အရင်ကပေါ့လေနော်ဟိုလောက်ခဲ့တဲ့သုံးလေးနေလာပါပေါ့အဲ့လိုမျိုးရဲ့လိတ်ကြတော့အများကြီးတရုတ်နိုင်ငံအထက်မှာသူနိုင်ငံသားတွေအများကြီးဆုံးရှုံးမှုရှိတယ်အာသူနိုင်ငံသားတွေကနေပြီးရတရုတ်ရဲတွေကိုတိုက်တာပေါ့လေနော်အဲ့ဒီကနေပြီးရဇလန်နေပြီးဆော့တာအဲ့ဒါကြောင့်တရုတ်ကနေပြီးရင်အင်တာပိုကနေပြီးတဆေဝရန်ထုတ်တာပေါ့လေနော်ဆိုတော့ အဲ့ဒီအခါကျတော့ဒါကဘာအာလိုအပ်တဲ့ yes ကိုခေါင်းဆောင်ဖြစ်သွားပြီလေ yes ကိုသွားဖြစ်သွားအနေထားနဲ့ဆိုတော့ interpol ကိုရှီတန်းတင်ပြီးရအာထိုင်းနဲ့ဝေဖန်တော့ပေါ့အာဘန်ကောက်ဟိုတယ်မှာသူထမင်းစားနေနဲ့နေလက်ထမင်းစားနေတော့မှာဝေဖန်လိုက်တာအဲ့ဒီဘူချုပ်ကြီးဆိုတော့ချေကဥဆောင်ကြီးကအဲ့ဒီထမင်းဝိုင်းမောက်ကိုလည်းဝေဖန်တာ ူအားဝင်ဖန်တာကိုအဲ့ဒါတရုတ်ထောင်းလိုင်းရေးလဲပါတာပေါ့လေနော်တရုတ်ထောင်းလိုင်းရေးကဘူတိုကြီးဆိုတော့ချစ်ကဲဘူတိုကြီးဆိုတော့ချေကိုတိုင်ကပြောတာသူကလည်းအဲ့ဒီမှာဝင်ဖန်တာဝင်ဖန်တဲ့ချိန်မှာအဒီ Tiger နိုင်ငံရေးသမားတွေရဲ့ရရှိတယ်ဆိုရင်အဲ့ဒီဘူတိုကြီးဆိုတော့ချေကိုမကြည့်တာအမကြည့်နိုင်တော့အပေစိမ့်တော့အဲ့ဒါတွေလဲပါတာပေါ့အဲ့ဒီလူကအဲ့ဒီဘူတိုကြီးအခုကတော့ဟိုဟိုရဲ့တော်တော်မရှိတော့ဘူးပေါ့လေနော်အတိုက်ခိုက်တွေပြဿနာတွေကြောင့်အဲ့တော့သူကအဲ့ဒီဝင်ဖန်တဲ့အချိန်မှာ ထမင်းစားဝိုင်းမှာအစိုးရအဖွဲ့ဝန်ကြီးဘာပါအတူတူစားနေတာအဲ့ဒီလူနဲ့အဲ့ဒီတရုံနဲ့အဲ့ဒီအချိန်မှာဘာမှဂိူးမဆိုင်ပဲနဲ့သူကဝင်ဖန်ရတဲ့ခါတဲ့ထောက်ထဲတန်းထဲတာအဲ့လိုနေထားမျိုးဖြစ်တာအဲ့ဒီကတဲ့ကနေပြီးရင်အခုချိန်ထိထောက်ထဲမှာနေရတာပေါ့လေနော်အဲ့ဒါဆိုအဲ့ဒီဖန်ခံပြီးထင်တယ်နော်ဒီဘက်ကျွတ်ကုတ်ကမှာဆော့ရှစ်သူကသူ့အတွက်ဟိုဆူတောင်းပွဲတွေပြုလုပ်ပေးတယ်ဆိုတာဟုတ်တယ် အဲ့တော့သူ့ကိုတော့တလေးတဆခေါင်းဆောင်နေနဲ့သူရွှေကုတ်ကိုမျိုးကြီးမှစီမံကိန်းတွေလုပ်ပေးရဆိုရင်လေးလေးစားစားဒီဘက်ကတော့အဲ့ချင်းကြီးဆက်ဆံနေတော့ပေါ့နော်။ဟုတ်ပြီအဲ့တော့ဟိုသူ့ရဲ့ဒါဟိုနောက်ကျောင်းပေါ့နော်။သူတရုတ်တရုတ်ကနေဖိလစ်ပင်းပြီးကမ္ဘောဒါပြီးမြန်မာနိုင်ငံမှာလာအခြေစိုက်တယ်။သူ့လုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေပေါ့နော်။ဆိုတော့ဟုတ်ပြီအဲ့တော့အခု update ပေါ့သူ့ရဲ့ဟိုကျွန်တော်တို့ဒီလောက်ကိုင်းမှာဆိုရင်တော့ဒီအခုနောက်ဆုံးပယ်မိသားစုကတော့တည်တံပြေခံရတယ်။သူတို့လည်းဒါကြားဖြန့်လုပ်ငန်းပေါ့နော်။အခုသူ့ရဲ့ ဟိုလုတ်ခဲ့တဲ့လိန်ခဲ့တဲ့ update စင်းရပါလေဘလောက်တော့များလဲနောက်တစ်ခုကအခုတရုတ်ကပြန်ရပြီဆိုတော့တရုတ်ကအဲစီရင်ချက်ကရောအပြည့်ဟိုအမြင့်ဆုံးပြစ်ဒဏ်ဖြစ်ဖို့များလာဆိုအဲ့အဲ့ဒါလေးရောဘယ်လိုမြင်လဲကိုစီပန်ဆိုင်ဦးနေအပ်ဒေးရတော့ငွေအမှားတော့ပြုတ်ရတော့တော်တော်ခေတဲ့ဒီရုပ်နိုင်ငံသားအတေကိုလိမ့်လေတော့ကိုတိုင်မှာဘီလီယံနဲ့ချီပြီးရှိတယ်ပေါ့လေနော်အဲ့တော့ဒီရုပ်နိုင်ငံသားတသေးပသေးအဲ့တော့ဒီအမေရိကန်နိုင်ငံက အနိုင်ငံသားတွေအလေခံရတော့ရှိတဲ့ရှီတောက်အွန်ရှောနိုင်ငံတွေအလေခံရတော့ရှိတဲ့ထိုင်းနိုင်ငံအလေခံရရှိအမျိုးရှိရပေါ့လေနော်တရုတ်ဝတင်းတော်ကအဲ့ဒီလိုမျိုးငွေ online ဟိုဟာကိစ္စအထက်သူတို့ရဲ့အတွင်းကြီးပေါ်တဲ့ကိစ္စမှာတော်တော်တရုတ်ကအနာကြီးပေါ်တဲ့အနေအထားမျိုးရှိတာပေါ့လေနော်ဒီ bank and roll စီမံကိစ္စတော့တော်မြဝတီခုနကကျွန်တော်ပြောတဲ့စကားကျွန်တော်တို့ဆွေးနွေးတဲ့အထက်မှာပါတယ်အာတော်ဆက်ကြည့် အဲအစိုးရလက်ထက်မှာဖြစ်တဲ့ဘာညာဆိုတကယ်ဘာမှမဟုတ်အဲ့ဒါတရုတ်အစိုးရရဲ့အစီအစဉ်နဲ့ကိုယ်တိုင်အဲ့ဒါတွေကိုအာလုပ်ငန်းတွေကဆားလာတာပေါ့လေနော်ရှင်းရှင်းပြောမှဆိုရင်ဒါကဒါဒစိတတိတာဖြစ်တဲ့ဘဲရိုစီမံခဲ့ရဲ့တရုတ်အစိုးရကိုယ်တိုင်ရဲ့ခွဲပြီးချင်းနဲ့သူကလုံတော့ပေါ့လေနော် နောက်ပိုင်းမှာနည်းနည်းဟိုဥပါရီဖြစ်လာတယ်ပြည်ငွေမောင်းတွေမြောက်လာတယ်သူလည်းအင်ပါယောချက်ထွင်းလာနိုင်တဲ့အနေထားမှာ ိုထိတ်လို့မရတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားလို့သူ့ကိုဖန်ရန်ထုတ်တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့လေနော်အဲ့လိုအနေအထားပြောရမဆိုတော့အခုအာပြည်တန့်ကတော့အာပြင်ဆုံးအပြည်တန့်ချလိမ့်မယ်ဒါပေမဲ့မချခင်မှာတရားဝင်အာတရုတ်အစိုးရအနေနဲ့ကတော့ recording တွေယူလိမ့်မယ်ဘူးလဲအကုတ်ဖွဲချလိုက်မယ်မထူတော့ဘူးလေပေပြီးပေပေလူပြင်းနေပြီသူကိုယ်တိုင်လည်းတည်တယ်လေအလောက်ကလည်းတည်တယ်ထိုက်အစိုးရရဲ့ ထိုင်းအရေးရဲ့အရေးရှိကြီးတွေနိုင်ငံရေးသမားတွေရဲ့ပါဝင်ပတ်သိမှုတွေအပေးအယူတွေအဲ့ဒါတွေကထိုင်းတဲ့ကနေပြီးမရနိုင်ဘူးလေထိုင်းတဲ့မှာလည်းမပြောဘူးအဲ့တော့တရားဝအဲ့ဒီအခြေလေးတွေကောက်ကောက်ရွာသွားလိမ့်မယ်ပြီးရင်ဒီစော့ချေတူတူနဲ့ဒီအာမင်းအောင်နိုင်လူနဲ့အပေးအယူလုပ်ထားတဲ့ကိစ္စတွေဒီကုနာကငွေမှဘလောက်လဲဆိုတဲ့ကိစ္စတွေကဆိုအသေးစိတ်ပေါ့လေနော်ပြီးတော့သူ့ကိုသိတတ်ပေးမယ်ဒါကတော့ညီကြီးလက်ခံမလွယ်ပြောရတယ် ဟုတ်ပြီအဲသူ့တော့ပြင်းဟိုအပြင်းထန်ဆုံးပြစ်ဒဏ်နဲ့ ठी မယ်ပေါ့နော်ဟိုချဖို့ရှိတယ်အဲ့တော့ तू ကခုနဟိုအချက်လက်တွေအကုန်ဖော်တဲ့ခါမှာဒီမြန်မာနိုင်ငံမှာလုတ်ခဲ့တဲ့ဒီနေဆက်ပေါ့နော်ရွှေကုတ်ကိုကေကေပါဒီကြားဖြန့်လုပ်ငန်းရည်နဲ့ပတ်သက်ဒီမှာဆက်ဆက်နေတဲ့ဒီလက်နက်ကင်ဖွဲ့တွေအခုဒါ BG ရဲ့ဟို DKB အခုဆိုပါလာပြီဆိုတော့ဟိုဒီဖွဲ့တွေပေါ်မှာတရုတ်အနေနဲ့ကတစုံတရာပေါ့နော်ဟိုဘလူးကင်တွင်မယ်လို့ကျွန်တော်တို့တုံ့တက်လို့ရနိုင်အာကျွန်တော်သိရသလောက်ကတရုတ်ကလည်း ရှင်းရှင်းပြောမယ်ဆိုရင်ထိုင်းနဲ့ဇာထက်အထိလော်ပြီးရင်ဒီသစ္စာရအဖွဲအလေးနဲ့ပေါ့လေနော်ဒီဒီထိုင်းပမာဏနဲ့ဇာတခြားမရှိတဲ့အာ KNU အာ KNPP အဖွဲပေါင်းစုံပေါ့လေနော်တော်လိုင်းရင်အင်အားစုတွေနဲ့လိုက်တွေးပြီးပြီဆိုတော့ကျွန်တော်ပြီးရတယ် online လေးလေးမူတွေ scheme တွေနဲ့မပတ်သက်ဖို့အတွက်အာပူပေါင်းတိုက်ဖြည့်ပေးဖို့အတွက်ဆိုတဲ့အကြောင်းပြောချင်တဲ့အဲ့တော့တွေလိုက်တွေးပြီးဆိုတော့ကျွန်တော်ပြီးရတယ် ဒီမြောက်ပိုင်းကိုကိုက်တွေ့တယ်လို့ပဲနော်လောက်ကကိုက်တွေ့တယ်လို့ဒဏ်ရာကြီး operation တွေဘာတွေလုံးမတော့မဟုတ်ဘူးဒါပေမဲ့အာထိုင်းကိုကောက်ကောက်ကိုက်ပြီးရကစားနိုင်တဲ့အနေအထားမျိုးဖြစ်လာလိမ့်မယ်ပြီးရင်မာအလာကိုလည်းအာအချိန်လေးတွေကိုတွေ့တဲ့ဒါတွေဒါတွေရှိတဲ့မင်းတို့ဒါငါတို့ဒါလို့ချင်းတယ်မင်းတို့ဒီကအကွက်ပေးပါဆိုတဲ့ပုံစံအမျိုးတွေ on net ချေပလိနော်အဲ့ဒီအပေါ်မှာ အာတရုတ်ကအတုတ်ချလာလိမ့်မယ်၊ကြိုက်တာလိမ့်မယ်အနေထားမျိုးရှိတယ်။အဓိကကားဒီ DKPA လို့ဒီ search သူတို့ BGF လို့လိရှာမယ်ကိစ္စကဒီ Thai ကနေပြီးရင်ပေါ့လေနော်။အဲ့ဒါနေတစ်ဆက်ဟို PR ပေးလာနိုင်တာနေရှိတယ်။ဟုတ်ပြီ။အဲ့ဒါလိုမျိုးတရုတ်ကသူဟိုဓာတ်ရိုက်တော့ဝင်ပြီး operation မရှိနိုင်ဘူး။ဒါပေမဲ့သူဒီမှာအများကြီး PR ပေးမယ်ဒီချားပြန့်ကိစ္စကိုဆိုတော့ဒီနေရာမှာကျွန်တော်တို့ဟိုတယ်လောတုံးကဟိုဒီ Thai ကဒီဘုံမူကြီး search သူကို ဖန်ဝရန်ထုတ်မယ်ဆိုပြီးသူတို့ကြိုးစားတယ်လေမောင်းမင်းဖြစ်တယ်အဲ့တော့ဒီစောချစ်သူပုံမှာရောအဲ့လိုအဲ့လိုမျိုးပြန်ဖြစ်လာနိုင်လားဖန်ဝရန်ထုတ်တာမျိုးအထိကိုလေသိချတယ်ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်ဆိုတော့ဟိုတယ်အိုးအရင်ကပြီးခဲ့တဲ့နေ့တည်းကထိုင်းကဝရန်ထုတ်တဲ့တကယ်ဝရန်ထုတ်ပြီးပြီဝရန်ထုတ်ပြီးတဲ့ဟာကိုစောချစ်သူကโอเคငေါဖိုင်ငေါအကုတ်ဖို့မယ်မင်းတို့ဘာလုပ်ထားတယ် ဆိုတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲရဲအယရှိကြီးရဲ့အချစ်ပြေချော်ဆမှုပေါ့လေနော်အဲ့ဒါအနေနဲ့ကိုယ်တိုင်ကပါသိထတဲ့ခါကျတော့ဟိုဆုံးလက်စူဆလိုက်ယူပေါ့ဆိုချက်သူကဝရန့်ထုံမရဲပဲနဲ့ပြန်ပြီး short ထားလိုက်ရတော့တကယ်ကအဲ့ဒီဝရန့်ကလောက်ကထုံထားပြီးသားတရားရုပ်ကထုံတဲ့ဝရန့်ကိုကျွန်တော်ကကျွန်တော်တောင်မှမေ့တူရလိုက်တယ်ဆိုတော့အဲ့လိုမျိုးနေထားအဲ့ပြီးမှသူတို့က short ထားလိုက်တာအခုကလက်ချတော့ တရုတ်ကလည်းဖီအမျိုးရှိနေတယ်အမေရိကန်ကလည်းဖီအမျိုးရှိနေတယ်အဲ့ဒီတော့ဘာမှလုံးစရမလို့တရုတ်အစိုးရရောအမေရိကန်အစိုးရရောအနေပြီးထိုင်းကိုကြီးရပေးပြရမယ်ဒီဒီ call center ကိစ္စတွေလောက်ဝအပြတ်နေနေရမယ်ဂိုက်တွေ့ရမယ်ဆိုတဲ့ PR ပေါ့လေနော်အဲ့ဒီအပေါ်မှာမူတည်ပြီးရင်ထိုင်းကစော့ချေသူတို့ဝရန့်ထုတ်ပို့ထုတ်လိမ့်မယ်အဲ့ဒါကျွန်တော်လောက်ဝယုံကြည်တယ် ဟုတ်ပြီအဲ့တော့အကူအကဒီရှီချင်ချန်းကိုပြန်ပို့တဲ့နေ့ပဲအခုအမေရိကန်ကလည်း DGB ကိုဆန့်ရှင်ချတယ်ကြားပြန့်တယ်ဆိုတော့ဒါတွေကဆက်ဆက်နေတယ်လို့ဆိုလို့ရမှာပေါ့နော်ဆက်ဆက်နေတဲ့အနေအထားမျိုးတွေ့ရတယ်ဆိုတော့ဒီမတိုင်ခင်အခုရပ်ပိုင်းမှာပဲဒီ KK ဘက်ကိုလုံးဝဖြုံနေတာလေဒီစောချစ်သူနဲ့ဒီစစ်ကော်မရှင်နဲ့ပေါင်းပြီးတော့ဖြိုးရဲဆိုအခုသတင်းတွေထဲမှာကြားရအကုန်ဖြိုးမှာယာနဲ့ချီ6ဟာကျော်ဆိုတော့ဒါကသူသတင်းကြိုရလို့လားသူဆက်ဆက်နေလားပေါ့နော်သူတို့ဟိုတရုတ်ကလုံးမဲ့ အမေရိကန်ကင်ွယ်မဲ့ဟိုင်းနဲ့အဲ့ဒါကိုကြိုတီးလို့လှုပ်တဲ့ပုံစံမျိုးလားပေါ့နော်စဉ်းစားမိတာပေါ့အဲ့ဒီပုံမှာဘယ်လိုမြင်လဲကိုစတီဗန်ဟုတ်တယ်အာကျွန်တော်လည်းဆလှုပ်တဲ့ကျွန်တော်ပြောပြီးဒါတရုတ်ဆောင်မှုဆိုတာဒါထိုင်းထောင်လိုင်းရေးတွေရာရောထိုင်းအရာရှိကြီးတွေရာရောဒီအမျိုးသားလှုပ်ချုပ်ရေးအရာရှိကြီးတွေရောဒီအမေရိကန်ဖေရရောတာဝန်ရှိတဲ့လူတွေပေါ့လေနော်တရုတ်အစိုးရအပါအဝင်ပေါ့အားလုံးကိုတည်ထောက်ပြီးသားဒါအေးရဟမ်ကြဟိုရုပ်ရှင်တရုတ်ဆောင်သဘောပါပဲဆိုတာဒီကမာလာနဲ့ ဆိုချင်သူနဲ့ပါဝင်ညီးပြီးရလုတ်တာပေါ့လေနော်အဲ့ဒါတရုတ်ရဲ့ PO အဲ့ဒါကြောက်ပြီးရင်မုံတွေးတယ်မလားငါတို့လောက်ကဟိုလက်ခံမှုမရှိဘူးငါတို့လောက်ကလင်းမခံဘူးဖြုတ်ခွဲမဲ့ဒီဟာကြီးကိုမထောက်ခံဘူးဆိုတဲ့ဟာမျိုးအကျိုးဆက်ဆံမှုမရှိဘူးဆိုတဲ့ဟာကိုပြောချင်းလို့အဲ့ဒီဟာကြီးကိုလုတ်တာနောက်တစ်ခုကဘာလဲဆိုတော့ဒီ American ရဲ့ဝင်လာပါပေါ့မင်းအောင်လိုက်ရော စုရိတ်စိတ်တွေတအားဝင်လာတယ်ဗျာရှင်းရှင်းပြောမှဆိုရင်ဥမာ Venice Cell Phase စိတ်တက်ကို Laura ဆိုအဲ့လိုတွေလှုပ်တဲ့အခါကျတော့ तू ကတော်တော်လန်ရဒီ operation သဘောမျိုးနဲ့ American လောမလာပေါ့လေနော်ထိုင်နေပါဝေးရဲ့ဒီလိုမျိုးဝင်ပြီးကျုံမလာဆိုသူတို့အစိုးရိတ်လာတယ်စိုးရိတ်လာတော့အာသူတို့အမြင်မရှိတဲ့ဟာကိုငါတို့လုပ်ပြမရမဆိုရအဲ့ဒါ search ခုနဲ့တိုက်နေပြီးအဲ့ဒီဟာကတော့ထိုးထွေးမှရမယ်။ဟောဆက်ကောင်ဆောက်မယ်ကြောက်ထိုးသလိုပေါ့ဗျာ။ဆက်ပြီးရထိုးသလိုပေါ့။ကြောက်ဒီပေါ်လေးတွေတော့ထိုးထွေးမှရရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်တာ အဲ့ဒါရှင်းရှင်းလေးပဲโอเคအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့အခုဒါဂိုင်းကြုတ်ကြီးပေါ့ရှီချင်းချန်းကတော့တရုတ်လက်ထက်ရောက်သွားပြီဒါသူ့ကိုလည်းတရားစီရင်တော့မယ်ဆိုတော့သူ့မျိုးစစ်ချထားတယ်ပေါ့နော်ဒီဒီအကြမ်းဖြတ်နေတဲ့ဒီတစ်ခွင်မှာပြီးအခုအမေရိကန်ကလည်းပါလာပြီ DGPO ပါဟိုသူကဆန်ရှင်လုတ်ပြီးအရင်တော့ကတော့ဒီဟိုက BGF ကိုလုတ်တာပေါ့လေအမေရိကန်ကလည်းပါလာတဲ့ခါကျမှဘလို့ပဲဖြစ်ဖြစ်ဒီမြန်မာပြည်မှာရှိတဲ့ကြမ်းဖြတ်နေတာတစုံတရာညော့သွားနိုင်လားဟိုအဲ့ဒီပေါ်ကိုနောက်ဆုံးအနေနဲ့တုံ့သက်ပေးပါဦး အစုတ်ကရောသွားနိုင်လားဆိုတော့ဟိုအပြီးအဝကြီးရောသွားတာမဟုတ်ဘူးဒစုတ်တရအခိုက်တန့်ပေါ့ဒစုတ်တရတဲ့အခိုက်တန့်အာရောသွားနိုင်တယ်ထိုင်းကရောသိဆိုင်ရအစုတ်ရတယ်ကျွန်တော်အနောက်မှာတော့မပြောချင်ဘူးပေါ့လေနော်အဓိကတော့ထိုင်းကလည်းတည်တဲ့အာဒီဒီကြကြရထားပြီးလို့ပြောလို့ရတယ်ဘာလို့လဲဆိုခုလိုမျိုးလုံမဲ့ကိစ္စတွေမှာဒီနေရရွှေထားပြီးပြီပေါ့လေနော်ဆော့ချင်းသူတို့ကသူတို့အကူရတဲ့လူတွေပေါ့လေနော်အာဒီအဓိကဆွမ်းဆောင်နိုင်တဲ့လူတွေလိမ့်လေမူမပေါ့ ဲ့လိုမျိုးလူတွေနေရရွှေဓာတ်တွေနော်တခြားနေရာတွေဟိုဟာကာပါယူထားတာတွေစီစဉ်ထားတာတွေနေမြေတွေတော့ဗောလေနော်ချက်ထွင်းတာတွေနေရရွှေဓာတ်ဆိုတာကကုနာလူတွေပစ္စည်းတွေရွှေဓာတ်နေရချက်ထွင်းနေဆိုတာကကုနာဟောမှာတခြားနေရာမှာစီစဉ်ထားအဲ့ဒီဟာတွေကဆိုတော့အခုဆိုမြောက်ဝတီတောင်ပိုင်းကိုမြောက်ဝတီရဲ့တောင်ပိုင်းကိုနေရရွှေပြတိစကင်မာလောက်ရဲ့ new location ဆိုပြီးအထိုင်ရတဲ့တင်ရတာပြီအဲ့လိုနေထားနေမျိုးရှိနေတယ်အဲ့ဒီအခါကျတော့အခိုက်တိုက် ယူသွားမယ်ဘာလို့နိုင်ငံကရဲ့ PR ပေါ့လေနော်အမေရိကန်ရဲ့တရုတ်ရဲ့ PR မထိုင်းကတော့ဟိုနိုင်ငံရေးအရာတည်ငြိမ်မှုလည်းမရှိသေးဘူးရွေးကောက်ပွဲတွေလည်းပြင်းမဲ့အဲ့တော့ဒီကောင်တွေကဂူရာမဆိုင်ကိုထိုင်းအစေကိုဒါပေမဲ့အမေရိကန်နဲ့တရုတ်ကြောင်းရင်အဲ့တော့တွေကတော့ယူသွားမယ်တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကြက်ပြန်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ် ။ဘာလို့လဲတော့ဤပညာလည်းတော်တော်များများရာသွားပြီးလိမ်ကြီးပေါ့လေနော်။သူကသူခိုက်ချိုပြီးပြောင်းပေးမဲ့ဘဝပြီးထဲမှာချက်ထွင်းလို့ရာသွားပြီးကိုပိုင်နိုင်မြေတွေလက်ရှိနေပြီဆိုတော့အဲ့လိုအနေထားမျိုးစဉ်းပြီးတော့ဖြစ်နေလိမ့်မယ်။ဒီလောက်ချုံအနေနဲ့ပြောချင်တာအဓိကကတော့ထိုင်းလေ။ထိုင်းအစိုးရအနေနဲ့ထိုင်းအစိုးရဆိုရက်တက်ခွဲပေါ့လေ။ထိုင်းအနေနဲ့တီတီကြောကြောကြိုက်တွေ့မယ်ဆိုရတော့ကျွန်တော်ပြောတယ်85ရခိုင်လို့ပြောသွားမယ်အဲ့တော့လေရှိနိုင်ငံရေးအခြေအနေအရထိုင်းကကြိုက်တွေ့မယ် အလောက်လောက်မရှိသေးဘူး။ဟုတ်ပြီကိုစီဗီဆိုင်ကိုကျေးဇူးများကြင်ပါလေအခုဒါရှီကျင်ချာကိုတရုတ်ကိုပြန်ပြီးတော့လွှဲလိုက်ပြီးနောက်အမေရိကန်ကလည်းဒီဂီဘီယိုဆန်ရှင်လုပ်ပြီးအဲ့တော့ဒီကြားဖြန့်လုပ်ငန်းတွေပေါ့နော်ဘာတွေဆက်ဖြစ်လာနိုင်မလဲရှီကျင်ချင်းကိုဘယ်လိုပြစ်ဒဏ်ပေးနိုင်လဲဘယ်လိုဆက်ဆက်ပြီးတော့မြန်မာနိုင်ငံမှာဒီကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်ခြေတွေကိုအချက်လက်ပေါ်အခြေခံပြီးသုံးသပ်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျ။ဟုတ်ကဲ့မြတ်ကျေးဇူးပါ